တရုတ်တိုက်ပွဲ chip ထုတ်လုပ်ရေးကုမ္ပဏီကြီး TSMC ကနောက်ဆုံးပေါ် chip ထုတ်လုပ်တဲ့စက်ရုံတွေတိစောက်ရေးအတွက်အမေရိကန်ပြည်ထောင်စုမှာ အမေရိကန်ဒေါ်လာဘီလီယံ100ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့မလ3ရက်မှာသမ္မတထရမ့်ကပြောပါရယ်အခုရင်းနှီးမြှုပ်နှံမှုဟာ၎င်းသမ္မတဖြစ်လာပြီးတဲ့နောက်ပုဂ္ဂလိကကုမ္ပဏီတစ်ခုရဲ့များပြားလာတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ဆိုပါရယ်တရုတ်တိုင်ပင်တပိုင်းလျက်ကိုပြည်စည်ထုတ်လုပ်တဲ့ TSMC ဟာအမေရိကန်နိုင်ငံမှာနောက်ဆုံးပေါ် chip ထုတ်လုပ်ရေးစက်ရုံ၅ခုကိုတည်ဆောက်မယ်လို့အင်ပီရိုမှာပြုလုပ်တဲ့အခမ်းအနားမှာထရမ့်ကပြောပါရယ်ဒီလိုပြောကြားချိန်မှာထရမ့်ရဲ့ဘေးမှာ TSMC အမှုဆောင်ချုပ် CC ဝင်လဲရှိနေပါရယ် ဲ့ဒီငွေတွေတဲ့ကအများစုကို TSMC ကများပြားစွာရင်းနှီးမြှုပ်နှံထားတဲ့ Arizona ပြည်နယ်မှာမြှုပ်နှံမယ်လို့ဆိုပါတယ်။ကမ္ဘာအကြီးဆုံး chip ထုတ်လုပ်ရေးကုမ္ပဏီ TSMC ကြောင့်လစာများတဲ့အလုပ်ကိုင်းထောင်ပေါင်းများစွာကိုဖန်တီးပေးလိမ့်မယ်လို့ Trump ကဖြေဆွတ်ပြောကြားခဲ့ပါတယ်။တရုတ်နဲ့ပဋိပက္ခဖြစ်လာမယ်ဆိုပါက chip ထုတ်လုပ်မှုအနောက်ရှက်တွေဖြစ်လာနိုင်တာကြောင့် TSMC အနေနဲ့၎င်းရဲ့ထုတ်လုပ်မှုကိုတရုတ်တိုက်ပွဲကနေဝေးရကိုပြောင်းဖို့စီစဉ်တာဖြစ်ပါတယ်။